မင်္ဂလာပါရှင်ကျမတို့ရဲ့ Nursery Garden Audio Book Channel လေးကနေအားလုံးကိုပြန်လည်ဆွဆွလိုက်ပါတယ်ဒီနေ့မှာတော့ကျမကဆရာမကြီး channel ကျော်မမလေးရဲ့ဘုံရိပ်မဟုဆိုတဲ့ဝတ္ထုရှင်လေးကိုဆက်လက်ဖတ်ပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အားလုံးပဲစိတ်ဝင်စားနဲ့အဆုံးထိလိုက်ပါနာဆင်ပေးကြပါအောင်ရှင်ဆရာမကြီးကိုလည်းဒီစာအုပ်လေးကိုဖတ်ပြခွင့်ပြုဖို့ဒီဗီဒီယိုလေးကနေတစ်ဆင့်ခွင့်တောင်းရင်းနဲ့နှုတ်ခွန်းဆက်တာလိုက်ရပါတယ်ရှင်အိုဒီမျက်လုံးကိုဆင်းလျက်မပွင့်တပွင့်ဖွင့်ကြည့်လိုက်၏ ။မောင်ကြီးမမဲမြင်ရလေသည်။ဖြရင်ကလေဝင်နေ၍အေးများနေရာကိုအောက်ပိုင်း၌ရှိသောဆောင်းကိုဆွဲယူလိုက်သည်။ဆောင်းနှင့်လက်နှင့်ထိလိုက်တော့အထီးတွေ့ဖြင့်အဝေးဤမျက်လုံးမှာပြုကျဲသွားလေသည်။ကလေးပါဆောင်စသည်ကိုဘတို့မရောက်သေးပဲဟူဝေမြောက်ကင်နာသည့်လမ်းခုလက်နေရာ၌ပင်ရှိသည်ဟူဝေသည်ဆောင်ကိုဆွဲမှလျက်မောင်းနေငေးနေသည် အမောင်သည်မျက်လုံးနှင့်လွတ်နေလေသည်ဆောင်ကိုငေးကြည့်နေပုံလည်းမဟုတ် ကြောင်တက်တအင်လုံးဖြစ်ဆောင်ကိုလည်းဖြစ်ပွနေနေလေးကခက်တဲထွက်နေတော့အသက်ရှူတန်းကိုအာယုံမှန်းပြူနေလေ၏။ကြားရသောအသက်ရှူတန်းသည်ပြင်းပြင်းနှင့်မှမှန်ရှူနေသောအသံဖြစ်သည်။ထွက်တဲ့ဝင်တဲ့ရှူထုတ်နေသောလေသည်တုပ်ဖြူနေလျက်အသားနှင့်လာထိနေမှန်းသိရှိလာသည်။မွေသည်ဆောင်ကိုကောင်းပေါ်ရအောင်အလိုက်ကဆောင်ပေါ်မှလည်းဖြင့်အင်ကိုပြထားလျက်မျက်လုံးမှိတ်ထားသည်။ လာပါတော့မင်းသမီးကလေးသည်မိအောင်အော်ဝဲနှွေနှောင်းစွာကနေလေးသည်ညင်ညောင်းတရသောဒုတိယသံများမြိုင်ဆိုင်စွာထွက်နေလေးသည်မင်းသမီးလေးကိုပေါ်၌အသာရော့ရဲခြုံနာသောပေါ်ဝစိမ်းမှာအောက်သို့ပုံချနေ၏လက်ပက်လျက်ပြေးကားသောအခါတွင်ပေါ်ဝစိမ်းသည်မင်းသမီးလေးနောက်ကျော၌တရွတ်တိုက်လိုက်သွားလေသည် ကောင်းမောင်းပန်းအောင်ပေါင်းလျက်ဆွေကျဲအင်ကြီးလက်ပြက်နဲ့တောင်ရှိပစူအစင်းအောင်ဝတ်ထားသောအသားမင်းမင်းအရက်မြင့်မြင့်ပပိန်ပပလူသည်သူ့အနားရောက်လာသောမင်းသမီးလေး၏အဝါစားကိုလှမ်းဆွဲလိုက်ကာသူ့ပခုံးတွင်ရစ်တိုင်းပြီးဆိုင်းချင်အပြီးဝင်၍မင်းသမီးလေးနှင့်အတူရှင်ခွေလဲချလိုက်သည်ပဝေဤနားရဲ့တွင်တဝါဝရေမောတံများမစဲလီမီဆောင်ကိုဆွဲလက်ကဆက်ခနဲ့မြင်လုံးပြန်ဖွင့်လိုက်သည် ထို့နောက်ဆက်ကိုလိန်လျက်ပြီးသူအသားလှည့်ကြည့်သည်မိမိဘက်သို့ဆောင်းအိတ်နေသောဥဆုံးဟန်၏ပြင်နာကိုကောင်းစွာမမြင်ရမောင်နှင်း၌ဝဝဝတွေ့ရလေသည်ဘွေးမှာမောင်နှင်းကပြင်နာကိုခက်ဆန်းဆန်းမြော်လန့်ကြည့်ကာဟင်ခုန်လာသည်ချင်းနီဥဆောဟန်ဤလက်ထက်ကြသည့်တကယ်အဖြစ်အပျက်များမှာအိမ်မက်မတလို့ပင်ဖြစ်လေသည်အဝေသည်လက်ထက်ပွဲကိုတရေနိုးပြင်စင်စားကြည့်လေသည်ဥဆောဟန်သည်သူ့စိတ်တိုင်းကြအဝေကိုပြင်ဆင်ပေးနေသည် စရုံးပေး၌ထထပံပြီးတော့စိန်ပန်းခိုင်ကိုပင် စိတ်တိုင်းမကြပေနေရာပြန်ပြန်ဆိုင်လိုက်သည်သည်ဦးဝေစင်ရင်မြင့်မင်္ဂလာပွဲထိုင်ဦးဝေစာများမှာအယောင်ကအစအစင်ကအစဒူဘိုင်ရန်ကုန်လိုက်၍ရွေးဝယ်ပေးလေသည်ထုံးစံအတိုင်းသူတို့သမီးများဝေကြသလိုတကူလုံးစိန်တွေတီးခဲပြွနေအောင်မဝေ့စင်မဲပူစစံဟင်းရင်ကလေးအလှတဘောဝေ့စင်ရသည် ။အလိုသမီးပြင်မေတော်မိမရေကြတယ်သူကကန့်လန့်ပါနေသည်။ထရာစရုံးထုံးပေးနေစဉ်ဥဆောဟံမှာလက်ပိုက်လျက်ဘေးကရက်ကြီးကစမြိတ်ရှည်ချသည့်နေရာ၌လဲသူပါသည်။အနာတွင်ညီမကြည့်ပဲဝင်ကိုင်းကူညီလုပ်သည်ပုံဝေစင်ရင်ပြတ်သားနေစဉ်ဟိုဝိတ်ကိုတလဲမှန်နေကတလဲမဝနိုင်အောင်ကြည်နေ၏လက်ရှိထိုင်မသိအင်းကြီးနှင့်ခမိန်ဝိချိန်မင်းအခန်းထဲကမထွက်ဟိုဝိတ်ကလှမ်းကြည့်လိုက်သည့်အခါ ဘူးလေဘဝေကိုမကြည့်ပါဘူးကြောက်ခိုင်းနေမယ်ဆိုကဖြင်းလင်းမောင်နာခဏတွားရနေသည်တဲတဲ့လူပဲဟိဟိုထထကဦးဝေနာခဲ့၍တူတူပြောလိုက်သည်ဒေါ်သက်မှာမီးထိုးလျက်ပြုံးနေလေသည်သူတို့သမီးအဝတ်လဲပြီးသည့်အထိသူတို့သားမှအဝတ်မလဲရသေးပေချိတ်ပစိုးတောင်းရှိကောင်းပေါင်းနဲ့ပိုးရင်ပုံဝဆုံမှာမင်္ဂလာအခမ်းအနားပြင်လာသောခရင်ပေါ်၌တင်လာသည်ခြေသိက်ကိုကြည့်စမ်း ။ဥယျာဉ်မှာလူတွေရှိတွင်မျက်နှာမထားတတ်သလိုချက်သွေးရောင်ဖြန်းလျက်မရေတည်းရဲ့မောကြည့်လေသည်။ထထစိတ်ဝဲရနည်းနည်းလေးစောင်းမနေဘူးလား။မစောင်းပါဘူးဖို့ထထကပြောလိုက်သည်။ခေါင်းလေးနီလား။နေရတာကျဉ်ချက်သလားယင်။ဝေဘာမှမစားတော့ဘူးလား။ဘွေထိုင်ကုန်လေးနဘေးတွင်ဒူးထောင်ရက်တတုတ္တပြောနေတဲ့များကို ကြားရောင်နေမိသည် ပွဲထိုင်ရင်အိမ်အောက်ထက်သို့မြေအောင်သွဲဆင်းလာကြလျင်ဘဝေပွေကံရန်ရန်ကုန်ကစပယ်ရှယ်မှာလုပ်ထားသောဖဲချိုးအဖြူချီရသည့်ဖယောင်းပန်းစည်းကြီးကိုလူပရိသတ်ရှိတွင်ပွေကံမစင်းချင်တော့လဲသူ့အလိုလိုက်၍ပွင့်ကံဆင်းသွားရလေသည်ဘဝေမှာပွဲထိုင်လာကြသောပရိသတ်ကိုဘဒူဘဲဝါရီမှန်းမင်မမြင်ပဲဖခင်ကူတာတစ်ချက်လှမ်းရှိလိုက်သည်ဝေကောင်းစားလာဝေကာထိုင်နေသောဖခင်ညနာသူတွေကိုမြင်လိုက်ရ၍ချီးလန်းပြသွားသည် မင်္ဂလာဆောင်ပေါ်၌သူဆောင်ထိုင်ကြကခေါင်းငုံလျက်နေရသည့်အတွင်စိတ်ကိုငြိမ်အောင်မထိန်နိုင်မဲရရပေါရာလွင်နေလေသည်ဩဘာသာဖကြားနေကြစဉ်တွင်ဟိုဝေဒီမစီမဆိုင်လေကန်နီယိုပေးတွင်ကလေးမှထွက်တက်လာကြသောခနန်းပေါ့ဆကလေးများကိုတရရမြင်ရလေသည်ခေါင်းကိုအကြကြီးငုံနာရ၍ဇညောင်းလာကတီးမခံနိုင်လောက်အောင်ခေါင်းထဲ၌အုံမူးနေသည်ထထမှာဟိုဝေနာ၌ထိုင်လျက်ရက်ခတ်ပေးနေသည် မိမိဘေးကဥဆောဟန်ဤချိတ်ဖဆိုးအစဉ်ကိုမျက်လုံးရောက်သွားသည်ပန်းလူရောင်ထဲတွင် အပြာနှင့်အညူရောင်များရှက်လင်းရထားသောချိတ်စဉ်ကို ကြည့်စရာမရှိမဲတဲကြည့်နေရတွင်ပွေငါတို့လီနည်းနည်းမှတဘောမတူနင်တို့ချစ်ခြင်းကိုလည်းမခွဲလို့နင်သူနဲ့လက်ထပ်ပြီးပျော်မယ်များထင်သလား ကိုနေဦးဤအတန်မှာဩဘာစာတကြော့ဒုတိယတကြော့ရုပ်ဖတ်သီးမုံလျက်ရှိနေသောအတန်ပလန်များထက်နားရတွင်ပြပြတသားရှိလာသည်လူငယ်သော၃လလောက်ကထရာကိုတင်မုံစိတ်တို့လိုက်ပို့ပြီးပြန်လာကြရာလမ်းတွင်ကိုနေဦးကလှုပ်ခနေပြောင်းလိုက်သောအတန်မကြောင်ဝင်ကြောင်ဝင်ကြားခဲ့ရသောထိုအတန်ကိုပြန်မကြောင်ဝင်၍အကြောင်းအရာတစ်ခုကိုမြင်မြန်ပြောင်းလိုက်လေသည်တစ်ထပ်ပွဲပြီးလျှင်လီယာမီဥဆောင်းဟန်၏မင်္ဂလာကိမုံကြီးကိုတရိယာမီလေသည် ခရမင်္ဂလာဆောင်ကိုပြန်တွေ့လိုက်သည်လက်ထပ်ပွဲချင်းနှိုင်းရှင်ကြည့်လိုက်ကမြန်မာတပိုင်းပူတပိုင်းမင်္ဂလာဆောင်နေတော်မိမိအဖြစ်ကိုသဘောကျသည်လည်းမဟုတ်သဘောမကျဘူးလည်းမဟုတ်မင်္ဂလာဆောင်နေ့ကအိမ်တွင်ခုနှစ်ရက်နေပြီဆိုတော့ဦးစွန်ဟန်၏ဝန်ခံချက်ကို အမတ်ရပြန်၍ခုနှစ်ရက်စီလျင် တပတ်အိမ်သို့ပြောင်းရွှေ့သွားရမည်အစီအစဉ်တွေကိုစိတ်ကူးရမရောက်လာလေအောင်ရှောင်ကွေလျက်လက်ွက်စည်ရင်ဖတ်ကြားနေသည်ကိုအတင်းနာဆွင်နာရလေသည် တဏီလုံးကနာမငင်ခဲ့သောစိတ်မှာအခုချိန်ထိကနာငင်အောင်အဆိုးမရနိုင်ပဲဖြစ်နေသည် လက်ထပ်ပြီးပြီးဟူသောအတီတရားသည်ဂရီပါဆောင်ကြီးအောက်တွင်ယုံထက်၍မရနိုင်ပဲပြီနေ၏ဆုံးရှုံးသွားသောအပြူဘဝကိုနှမျောကြည့်ကာယင်း၌ယုံရင်ဆန်ခတ်ဖြစ်သွားလေသည်ဘဝမှာဥဇောဟန်နာပူလို၏မြင်မြန်လက်ချလိုက်ရ၏ဥဇောဟန်၏အလိုတို့လိုက်လျောရသည့်အတွက်သူ၌ဤများလောက်စိတ်ထိခိုက်ရခြင်းကိုမသိစေပေ စိတ်ဆက်ကြောင်းလမ်းပြီးကလေးက OED အချိန်ရသည်၍ဖခင်နာကနေ၏ဥပိုးတိမ်မှာကျမ်းမာစဉ်ကထပ်ပင်ရွှေရွှေမြွပြဖြစ်နေကသမီးလေးကိုကြီးကြီးကျယ်ကျယ်လက်ထပ်ပေးရန်နေ့စဉ်တော်သက်နဲ့တိုင်ပင်ဆွေးနွေးကြသည်အင်းရှိတွင်ပန်းမနဲ့ကြီးထိုးသည်ပြီးစီအောင်တလနီနီလောက်ရသည်ဘလောက်ကုန်ကုန်ဆိုကခန္ဓာဒီထခန္ဓာအောင်ချဲ့လွန်၍ဦးဝေကတားอยู่ရသည် ။ဝီဝီဒီဖခင်ကိုတစီတစောင်းနဲ့အကဲခတ်ကြည့်၏။တမီးနဲ့ခွဲရမည်အတွက်စိတ်ထိတ်ကြိုက်သည့်အမှုအရာမျိုးအရေးအယောင်မြဖမ်းမရ။သူတွင်ဆွေးညိနေသောဝေဒနာပင်မိနေသောလူမကြီးလုံးကြီးလေသည်။ဥပိုဒိတ်စိတ်ဆောင်နေသလိုဝီဝီလည်းဟန်ဆောင်နေရ၏။တာဘာနီယောမျက်နှာချင်းဆိုင်ရင်းရှည်ရီနေရီထိုင်ရီလုပ်ငန်းကိစ္စများနဲ့ဆက်လျင်၍ဘသူမှစကားစမပြောရဲကြ။ တူဒ်အိမ်ခွေးနေရမည်အသည့်ဖြင့်ကျန်းရေးခမ်းမီအိမ်ကြီးကိုလည်းတန်ရောခြင်းမဖြစ်နိုင် အမီနဲ့ရှင်ခွေးခွေးနေရပြီးနောက်အဖေကိုပြစ်ကားခွဲခွာကြရအုံးမီပူလောင်ခြင်းသည်လက်ထပ်ပင်းဒီနှင့်တုံမင်းတွင်ချိန်မဲ့၍ခံနိုင်သည့်ထက်ပုံမူဆိုးဝနေသည့်ကိုတွေ့ရလေသည်တအိမ်နဲ့မခွဲပဲစူပေါင်းနေလိုက်ခြင်းသည်ဦးစောဟန်နေပုံထိုင်ပုံမျိုးနဲ့တအိမ်နဲ့စူပေါင်းနေရလည်းမဖြစ် ။လက်ထပ်ပြီးခုနှစ်ရက်နေမှာဘယ်သူ့အဖို့မင်းအောင်ဤနေရာမှာကိုရိပ်မိသည်။ဦးဝေးသည်မျက်လုံးအိမ်၌ဝေနေသောမိမများကိုလှဝမ်းနှင့်ပုတ်ကာမင်းမောင်နေသောဖြစ်ရင်းအပြင်ဘက်သို့လှမ်းကြည့်လိုက်သည်။အမောင်ကိုသာသူမြင်ရ၏။အဆိုးမရသောစိတ်သည်အမောင်တွင်၌တိုးဝင်ပြန့်လွင်သွားပြန်သည်။ညာဦးကမင်္ဂလာမန်တဲ့တွေတွင်အငိမ့်ထန်ကြီးကြစဉ်ဥဇောဟန်မှာခက်ထွေထွေဖြစ်နေလေသည် သူတို့သားနဲ့သူတို့သမီးအားအသက်ရာကျော်ရှိအောင်ပေါင်းရပါစေဟုမေတ္တာပို့ဆုတောင်းနေသောအငြိမ်းမင်းသမီးကလေးကိုပေါင်းမိအိတ်ထဲမှငွေဆက်ကူထက်ကြီးချောက်ထုတ်ရက်ဆုချခိုင်းလိုက်သည်။ကိုယ်အိမ်မှာဘလောက်ပေးမှန်းမသိအောင်ထွေနေမှန်းရိပ်မိရက်လူအများရှိတွင်မျက်နှာအထားရခံနေသည်။ရုပ်ပြက်စင်းပြက်ဖြစ်အောင်တောက်တဲ့သူများနဲ့ဆိုင်ပြင်ဦးစောဟံမှာအယံသမားနဲ့လုံးဝမတူပဲအိန္ဒြေရသည်ဟုတွက်ထားခဲ့သည်။ မြေတောင်ကြီးနီလျက်ကိုဟန်ရင်းရင်နီသောဥဆောင်ဟန်၏အတွင်ကိုချင်းနီညမှမြင်မှုလေသည်မင်္ဂလာဆောင်တို့နေချင်းပြန်လာကြသောကုမ္ပဏီမှမျက်နှာဖြူတတိုင်းနှင့်ညနေဘက်သူ့အိမ်တွင်ဘလောက်ဧကန်တောက်လာခဲ့မှန်းမသိပူတွေပြန်သွားပြီးအိမ်ဘက်သို့ကူးလာရာပြင်းပြသောအရက်နံမှနှာခေါင်းတွင်ဆူဝါးသွားလေသည်ဥဆောင်ဟန်မူလာမန်းတည်၍ဘဝိတ်မှခရင်ယွန်းဖြင့်အင်းတုံသွားသည် အငိမ့်ကိုစိတ်မပါဘဲကြည်နေလေ၏အငိမ့်စင်တို့ခန်းကြည့်နေသောဟူ၏မျက်လုံးများမှာမျက်ရည်အနှင်းငယ်အောင်းနေ၍မီးရောင်နှင့်လက်နေလေသည်ဟူ၏မှာအယက်နှက်ဖြင့်ခေါင်းနှင်းမူလာသည်ဒီညအဖို့ရာတွင်အယက်နှက်ကိုလွတ်အောင်ရှောင်၍မရအယက်နှက်ထဲမှာအယူအယအချောအပွေ၏ရှံဝေလျက်ပြင်းပြယူမှုသောအချင်းတွေကြောင့်မူးရည်၍လာလေသည် မျက်လုံးများဝေရည်လာသည် အရာအလုံးများကိုမိကမှုမှန်သွားလေသည် ။ဦးဝီသည်မောင်နှဲသို့ငေးဆိုင်ထားသောမျက်လုံးကိုမှိတ်လိုက်သည်။မျက်ခုံးနှစ်ဖက်တုန်ရှုပ်လျက်တအားမှိတ်လိုက်ခြင်းဖြင့်ရှုပ်ထွေးနေသည့်အာယုံများကိုအစိမ့်စိမ့်အမော်မော်ဖြစ်အောင်ခြေမုန်းပြလိုက်ပြီးနောက်မျက်လုံးကိုပြန်ဖွင့်ကာဆောင်းမှုဖယ်လျက်အိမ်ယာမှထလိုက်သည်။အမောင်တွေတင်ဆက်၍ချွန်းနေနေခဲ့ကအောက်ထက်သို့ဖြင်းညင်းစွာဆင်းလာခဲ့သည်။အေကန်မိကလုတ်ကိုဖွင့်၍နိုင်ရီကိုလှမ်းကြည့်လိုက်ရာ၄နိုင်ထိုးနေပေပြီ။ ဒေါ်သက်အိယာမထလာတော့အချိန်မှာနေတဲ့အင်မီတန်းနေကဓမ္မယုံနေမှကျေးစီရိုက်တံကိုကြားနေရသည်။ညကအငိတ်ရပြီးမျက်နှာမှာအိယာတစ်ဖြင့်ဆုံးချထားရန်နှောက်ကြသွားသည်။ပြာကြီးပြာရလီကားမှဆင်း၏။လီကားတဝက်တွင်ရက်နေလိုက်မိ၏။အိုးမိုးဝမလင်းနေဘူး။လက်ဖြစ်စပွဲပြင်းပြီးပြီ။လက်ဦးအံ့အားသင့်လျက်နေပြီးမှဦးဝေဝိရိယကောင်းမွန်ကိုတွေးပြုံးကဆင်းလာခဲ့သည်။ထမင်းစားခန်းထဲ၌ဤသူမှမရှိ ထိန်လင်းသောမိယာအောင်ဝင်၊နှွေရောင်ကျွေရောင်များပျောင်ရှင်သက်နေသောကြောက်စပွဲခုံကြီးမှာကြွားဝါခန်းလာလာသည်။ဝေသည်ရှိသမျှအကုန်ထုတ်ပြီးအစွမ်းကုန်အလှပြင်လာသည်။ဦးစောဟန်အိမ်တွင်တောက်တိစပွဲထက်မညံ့အောင်အမိလိုက်၍စီစဉ်ခင်းကျင်းထားလေသည်။အိမ်တွင်ခုနှစ်ရက်နေရသည့်အခါသူ့အိမ်နှင့်သူအောင်လို့ရန်အစိုးရင်တကြီးထပြင်လာရသည်။မိဘတွေတွင်ပါမုတ်ပပလီနေစဉ်ဒေါ်သက်ဝင်လာသည်။ဝေဒီပြုံးရက် ကြီးရောဆုံးအပြင်ကြက်နေပြီဟုစီးပြောလိုက်လေသည်မင်းမင်းကြီးမလေးဆုံးထချက်တာလားဇပွဲထပြင်တာလားဟိုရီသည်ချက်ချက်ဖြင့်ဆုံးရောဇပွဲရောပဲကြီးရောဟုရေပြုံးပြောနေသည်ဆော့ဆော့စီစီအေးဟုဆိုကသူမကိုအကဲခတ်တယ်လို့အထူးဆန်းကြီးလျက်မျက်နာတော်တင်နေလေသည်အစင်းလေးလောက်ထားပါမင်းအေးကိုစိတ်မချလို့ နေထွက်လာလေသည်ငါကလေးများသည်တာယာချုံမြတ်သောအတန်ဖြင့်နူးညံ့သောနေရောင်အဝယ်ပျော်မြူးကြည့်ဆူနေကြသည်နနဦးအေးမြသောလေမှာလန်းဆန်းရက်ပန်းပွင့်ပန်းခိုင်များသည်ကြုံပေါ်နေကြသည်ငွေသွေးဖြင့်ရှင်နေသောငွေရောင်ချီမှုန်မှုန်ဆက်ဆက်ကလေးများသည်ပန်းရွက်ပန်းခတ်များတွင် တွဲလင်းဆိုင်ရက်ရှိလေသည်ပန်းရည်နဲ့များသည်ညင်းညင်းညံ့တိုက်သောဒီလိုင်းကိုစီးလာကြသည်ဖြင့်မှွေးမှွေးကြံ၍နေလေသည် ။ဥဝေကိုသူတို့အကြီးမားချေရှန်ရဲ့တလွင်လွင်ဝင်းနေသည်။သူတို့အတန်းမှာအိမ်မြပြော့ပြောင်းလာသည်။ထလေးမျက်နှာတက်တော့မျက်နှာတက်ဖို့တန်းစလုံးနဲ့တန်ကြီးအားအဖြူတင်ထားသောစပွဲကုံနာတို့ဥဇောဟိုင်းလက်ကိုဆွဲခေါ်ကအနာကဆောင်ရက်ခရားကိုဝင်းခဲ့ပြီးလေသည်ခြာတိတ်ကလေးပေချင်းရထသွားပါလေကိုတျော်ထွေးပြစ်ထားခဲ့ လို့တော့လေမတွေ့ရတော့တမျိုးကြီးပဲနောက်ကိုတူတူထားမယ်နော်ထားမလားမျက်နာမသိနိုင်သေးပဲဟိုဝီဤပခုံးနှစ်ဖက်ကိုကင်ပြက်အဝိတ်ကိုပြီပြီကလေးကဲတို့ခြေစနူးချုံမြင်နေရနှုတ်တွဲအတန်ဤပဲ့တင်ရချင်းခံရတော့ဟိုဝီဤဟာဒါယာဒီတိတ်တိတ်ကြီးသွားလေသည်ဟိုဝီဒီရှုံးပြတော့အပြုံးဖြစ်ခေါင်းကြီးပြလိုက်သည်မျက်နာသိဖြစ်အောင်စလုံးထဲသို့အီလောင်းချမှမျက်နာတက်တော်လေသည် ထထသည်လပိစပွဲအချောကိုပင်ထပ်ပြင်းနေလေသည်ဥဆောင်ဟန်နူမီကိုတည်၍ဆင်းလာကြလျင်အစဉ်လေးဖြစ်အောင်ကော်ဖီကိုနှက်ထားလိုက်သည်ပအမှုများမှာပူပူကျွတ်ကျွတ်ရွာနေသည်နန္တာဘုအဖြူပြောခိုင်ကတုံဖောင်းရက်ဝင်းမဲ့နေ၏ပပလီလီကျော်ဟာသည်ဩဖောင်ချောင်းအနန်သည်တင်းထွက်နေသည်စနံမျိုးဘစ်ကွတ်မုတ်တဲ့တာဘူးနဲ့ယူခွက် ထောပတ်ခွက်များ၏အနေထားကိုတစ်ခေါက်ပြန်ကြည့်ကကျဲ့ဥနယ်စားဖို့အင်းယူကောင်းပလင်စားပလင်များချရန်လူသေး၍ဘီယိုကိုကြည့်လိုက်သည်မမကျွန်တော်အပေါ်တက်ပြစီထရာသည်မောင်များ၏အတန်ကိုကြက်မိ၍လှည့်ကြည့်လိုက်သည်ဖယားဖယားဟုစိတ်ထဲ၌အလျင်ဆုံးတန်းသားမိသည်ကြောက်ရွံ့ပမာဖြစ်သွားလျက်နှလုံးသွေးမှာတိတ်တိတ်ခုန်လာသည် မောင်မြသည်တစ်လွင်ဖြူပွေးသောကိုဝိအင်ကြီးနှင့်ခေါင်းလွင်ဘဝပန်းရောင်အသည့်ပလာ၏ဘေဘပခုံးပေါ်၌လက်တုပ်ဘဝတူပြီးကြတင်ထားလျက်မြောက်ကန်ယူလာသောပန်းကြီးမှာညာဘက်ပခုံးနှင့်တိုက်ထိနေ၏ပန်းကိုကြည့်လိုပေါ့လပိရေကရာဦးမြို့ကြိုက်တကြားခွက်ပကံနှလုံးပါမုတ်ထောဘက်ကျက်ဥစပြတိကိမုတ်တို့အပြင်ချောကလက်ကော်ဖီတကြားလုံး ။တင်ပြူမျက်နှာဆင်မဲမကြည့်ဝန်သောအရာမှာဝင့်မော်နေသောစပွဲခုံကြီးပင်သည်။သူ၏အတရေသည်မောင်ရိုက်ပကုံးထက်မှဘန်းနှင့်မရှင်သာအောင်မင်းဖြော့ရော်သွားလိမ့်ပြီ။တူပနိုင်ကအရှုံးပြောမိဟန်ဖြင့်ချူတာဟာစရီပန်းကိုတက်တက်တန်းတန်းကြီးရင်ဆိုင်နေရရှာသည်ဇပွဲပေါ်မှရှန်တက်တောက်ပနေသောပန်းခွဲရောက်သူသည်သူတို့၏အယောင်ဝါကိုရုတ်သိမ်းကြကာငုံရှုံမိမ့်မိန်သွားကြသည် ရှင်စစနှင့်မြူပြလိုနေသောငပြောခိုင်တာကြောင်တောင်ပြောင်းဝင်းနေနိုင်သည်ထရာဤမျိုးလုံးများသည်အချိန်ပြင်းစွာတိုက်ခတ်မိမတက်လွဲ့ဖယ်မရနိုင်အောင်စူးစိုက်ကြည့်ရှုလျက်ရှိသည်ကြာရှည်စွာရင်ခုန်ပြီးနောက်ပူပြင်းသောအသက်ရှူမှုကိုထုတ်ရင်အေးအေးတက်သွားဟုပြောလိုက်သည်မောင်များသည်ကြိုးချင်နေသောကိုအိမ်စပွဲတို့များ၏အိမ်တွင်ဖြင့်ခြေတံမကြားတက်သွားလေသည်။"အိုးအောင်မပြင်းသားပြီကို ။ဦးဝေဒီလက်အော်လိုက်ကကိုကြီးမျက်နှာကိုစိစိကြည့်သည်။ထို့နောက်ဦးဝေမျက်လုံးကလေးများသည်အေးလေကကိုကိုကြည့်သည်လည်းမဟုတ်ကိုနဲ့လွဲပဲပြီးတခြားသူရောက်တည်မှုလည်းမထင်ရတော့အကြည့်ဖြင့်နှကန်အနေငယ်တုံရင်နေလေသည်။ဤတွင်ဥဆုံးဟန်သည်ဟူဝေဤမိကိုခိုင်းနာလျက်မျက်နာကိုခုကနေမှုတ်ကစားလိုက်သည်မှာဟူဝေဤနှစ်ဖူးမှဆိုင်ရင်စားများလွင့်တော်သည့်အထိကြာရှည်လေသည်။ ထို့နောက်ဦးစွန်ဟန်သည်အတန်ထွက်အောင်ရေမောနေသည်ကိုမာရလိုလာပို့တာပါတူတူနှစ်ယောက်တည်းတောက်ချင်လို့မာရတာတောင်းတော့ဘဝေးကိုကလင်မောထိုင်ခိုင်းကစပွဲခုံကိုဘဝေးရှိသူချစီလျက်ကလန်တိုင်းကလုံးဖြင့်အင်းနေချင်းဆိုင်ထိုင်လိုက်သည်မောင်မြသည်ဘန်းကိုချပေးပြီးနောက်ခလန်လန်းမှရက်နေသည်ဦးဝေးသည်ခံငုံငုံထိုင်နေသည်ဘဝေးရင်ထဲ၌ဘလောက်လိုင်းထနေရတော့ဦးစွန်ဟန်မမှန်စားမိ ဝင်တဲ့အတူမျက်နှာချင်းဆိုင်တောက်ရတဲ့ဖြင့်တကယ်စိတ်ပျော်မြူးထူးသူမှာဥစွာဟန်တာဖြစ်သည်တောက်လျှောက်ပြောသည်မယတခုံးမတုပ်ပြန်မဲနားထောင်နေလေသည်ဥစွာဟန်ကပြောသည်ငါကျုပ်ကိုအရင်တောက်ရမယ်နော်မနက်တိုင်းဝေ့ကိုနှလုံးတိုက်ရမယ်ကျုပ်တောက်ပြီးမှဝေ့ကိုကော်ဖီတိုက်မယ်ငုံကြွေးမယ်မှတ်ထားနော်ဟုတ်လားကျူထိတ်ကိုဇွန်းနဲ့ရိုက်ခက်လျက်ပြောဆိုနေပုံကိုငင်းနေရင်ထထာကြီးမျက်နှာကိုတလှဲ့ ဖခင်မျက်နာကိုတလှက်စပွဲကုန်တွင်နှစ်ဖေးတောင်းနေကြသောမျက်နာများကိုစိတ်ကူးနှင့်မှန်းဆ၍ရင်ထဲမှမူကျင်ခြင်းသာရှိတော်လဲဖလီချာတိဟုဆိုလာ၍ပြုံးပပနှင့်ဟာပီလိုက်သည်ကော်ဖီကိုဥဆောင်ဟန်ကဖြော်ပေးလေသည်ပမုတ်ချောပတ်တုပ်ကြွေးကစပြက်သီးများကိုတလုံးစီခွန်နှာ၍ခွန်သည်ဥဆောင်ဟန်မှာသူပိုင်ဆိုင်ရပြီဖြစ်သောအယုတ်ကလေးကိုသူပြုတ်သလိုလူရမည်ဟုပြောင်းကြည့်သူဖြစ်သည် အယုတ်ကလေးရင်ထဲမှာအသေးနှလုံးကိုကစားတော့ပြီးကြပြီမောင်မရမပြင်ခင်ဆက်လက်နိုင်စားစရာအစင်းလေးရှိပါစေ ဟုတ်မှာကြားလှလိုက်တဲ့ဖြင့်ဝိမာဒီအိမ်တွင်ထမင်းမစားမှန်းတိလိုက်သည်ဒီအိမ်တွင်မစားဘဲတပတ်အိမ်တော်ဆောင်ရဲ့အိမ်သားတွေကိုအတိပေးရမှလောက်စိတ်စင်းရမှမျိုးလည်းမရှိ မောင်မြဖန်ကြီးကိုဂိုင်ကပြန်ဆင်းသွားလိချင်းကိုအောက်ကတော့မြင်ကြအောင်တော့မှာပဲဟုအတင်းတအေးအေးဖြင့်ရှင်နေဝဲချက်သိလျက်တေးလူမျိုးပါမရှိနိုင်မဆိုင်နိုင်ဖြစ်ရလေသည်ဦးဆောင်ဟန်အဝတ်လဲပြီးအလို့တိုက်သူတွားရန်အခန်းထဲမှထွက်သွားသည့်တိုင်ဦးဝေမှာတော်တော်နှင့်အောက်ထက်သူမစင်ရဲ့ပြီးအောက်ထက်သူစင်ရမှာကိုကြောက်နေလေ၏ အိမ်သူအိမ်သားများနဲ့တူတူမစားတောင်းနိုင်မဲတကွဲတပြားစီကတားချလိုက်တော့အဖြစ်ကိုရင်ဆိုင်တုံ့ရခြင်းသည်မျက်စီရဲတဲပတ်လိုက်သလိုဖြစ်သွားလေသည်ဦးဝေသည်ခေါင်းလုံးနှင့်မျက်နှာကိုအလျက်ချိန်မှုနေသည်ခေါင်းလုံးတစ်ခုလုံးမျက်နှာတစ်ခုလုံးရှင်မတ်တစ်ပြင်လုံးရွှဲရွှဲဆူလာအောင်မူနေစဉ်ပနာသူမျက်သားစွာရောက်လာတော့ထထသည်ဦးဝေကျော်ကိုယူရစွာတက်လျက်တိတ်ပါညီမရေတိတ်ပါခုချုံမော်လိုက်သည် ။ဒီအတန်ဖြင့်ဘဝေးရှိုက်တန်မှာ ပုံမူ၍တက်ထန်သွားလေရောသည်။အားလုံးပဲစိတ်ပါဝင်စားစောင့်နဲ့နားဆင်ကြရမယ်လို့မျှော်လင့်ပါရစေ။ကျမရဲ့ channel လေးမှာအခုလိုမျိုးစိတ်ဝင်စားစရာအစားအုပ်ကလေးတွေကိုလည်းလမ်းမီတလို့ပြင်ဆင်ပေးတော့မှာဖြစ်လို့ like and subscribe လုပ်ထားဖို့အမေးချပါလိမ့်ရှင်။နားဆင်လို့ရတဲ့အစားအုပ်လေးတွေကိုလည်း comment မှာရေးပေးတော့လို့ရပါရဲ့ရှင်။အားလုံးပဲတာယာအေးချမ်းတဲ့နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။